မင်္ဂလာပါခင်ဗျာဒီသားတို့စိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနေနဲ့ပြည့်စုံကြပါလေအဲလူမာလူမာပရမတ္တအတိနဲ့ဒိဋ္ဌိအတိเนาะနှစ်မျိုးရှိတယ်ဆိုပြီးကျွန်တော်ပြောခဲ့ပါတယ်เนาะပြောခဲ့ပါတယ်အဲ့တော့ဟိုပရမတ္တ ဒီနေရာမှာကျွန်တော်တို့ကဟိုလေပရမတ်တာတို့ဒိဋ္ဌိတို့ဆိုတာအဲကျွန်တော်တို့ဒီเนาะဟိုအခွန်ဘောပေါ့နော်ပြည့်ညံ့နေねကျွန်တော်တို့ကကိုးကားပြောပြီးမဲ့တကယ်เนาะဟိုဗုဒ္ဓဘာသာရဲ့သဘောတော်မှာနေတော့ဟိုတထက်ထဲကြချင်မှာကြာနေမယ်เนาะအဲတိုးတော့ဘယ်လိုပဲဖြစ်ရပါလူမှာကျွန်တော်တို့ကပါတယ်ပြည့်ညံ့အဲเนาะပရမတ်တာအတိနဲ့เนาะဒိဋ္ဌိတီဆိုပြီးတော့เนาะနှစ်မျိုးရှိနေတယ်เนาะအဲ့တော့ဟိုခုနကျွန်တော်တို့ပြောခဲ့လို့ပေါ့เนาะဟို ဒိဋ္ဌိဆိုတာဘာလဲဆိုတော့ဒိဋ္ဌိဆိုတာအဲနော်ခုနဟိုဘယ်လိုပြောမလဲကျွန်တော်တို့အရင်းငံကျွန်တော်တို့ကနော်လွဲချော်မှုခေါ်တာပေါ့နော်ဟိုအမြင်မှားတာပေါ့နော်ဟိုအရင်းငံမှာအရင်းကနေအရင်းငံနေစပြီးတော့ဟိုကွန်ပျူတာကျွန်တော်တို့ကနော်အမြင်မှားမှုလွဲချော်မှုခေါ်တာဘာဒါစိတ်စိတ်ယောဂတွေပိုင်းမှာလည်းဒါတွေရှိပါတယ်နော်ဒီသဘောတွေအရင်းငံလွဲချော်မှုခေါ်တာပေါ့နော်ဒါလူတွေအားလုံးကကျွန်တော်တို့ကတကယ်တော့ဖြစ်လေအဲ့ဒီခုနအရင်းငံကျွန်တော်တို့ကလွဲချော်မှု နော်စေယောကဒီပုံမျိုးပြောမယ်ဆိုလည်းပြောလို့ရတာပေါ့နော်အဲ့တော့အရင်းငံလွဲချော်ဖို့နော်ဒီဒိဋ္ဌိဆိုတာနော်အလူသာလူသားတိုင်းမှာရှိတယ်နော်ယုံနဲ့ခန္ဓာရတာလူသားတိုင်းမှာဒီအရင်းငံကျွန်တော်တို့နော်လွဲချော်မှုဆိုတဲ့ပိုင်းဒီဒိဋ္ဌိနော်ဒိဋ္ဌိအမြင်ပေါ့နော်အဲ့အဲ့ဒိဋ္ဌိအမြင်ပေါ်မှုဒီကကျွန်တော်တို့ကဖြစ်လေအဲခုနဟိုဒိဋ္ဌိခံယူချက်ပေါ့နော်ဒိဋ္ဌိအခြေခံ အဲဒီခံယူချက်ပုံမူတည်ပြီးတော့ကျွန်တော်တို့ကဖြစ်လေဒိဋ္ဌိအမြင်နေအမှားတွေပေါ့နော်အဲ့တော့ခုနကကျွန်တော်ပြောသလိုဒိဋ္ဌိကအရင်ကလွဲချော်မှုအဝိဇ္ဇာတော့ဖြစ်လေအဲ့ဒီအရင်ကလွဲချော်မှုပုံမှာမူတည်ပြီးထပ်ပြီးတော့ကျွန်တော်တို့ကမှားရုံနဲ့နော်အတွေ့အတွေ့ခေါ်အတွေ့အမြင်တွေပေါ့နော်အတိအမြင်တွေပေါ့လေဒီပဲပြောရမှာပေါ့နော်အဲ့တော့လူတွေကခုနကကျွန်တော်တို့ပြောခဲ့လိုမျိုးပဲအဲ့တော့ကျွန်တော်တို့ကအဲ့တော့ဒိဋ္ဌိဆိုတာကျွန်တော်တို့ကဖြစ်လေကျွန်တော်တို့ကနော်ကျွန်တော်တို့အခုမဆိုကြပါဘူးဗျာကဘာကြီးကလဲနေတယ်နော်ကဘာကြီးကတဏှာကြီးကို เนาะကျွန်တော်တို့ကဘာလဲကီလိုမီတာမိုင်တစ်ထောင်ကျော်နဲ့ကျွန်တော်တို့ကเนาะလေပတ်နေတယ်မိုင်တစ်ထောင်ကျော်ဆိုတာမနေဘူးเนาะကျွန်တော်တို့ကဟုတ်ကဲ့လို့မော်တော်ကားကြီးကီလိုမီတာ100လောက်မောင်းနေလို့တော်တော်မြန်နေပြီပေါ့เนาะအဲ့တော့ကဘာကြီးကเนาะသူ့ဝင်ရုံပေါ်မှာတနာရီမိုင်တစ်ထောင်ကျော်နဲ့လဲနေတယ်เนาะကျွန်တော်တို့ကဖြစ်နေရုံပါဖြစ်လေတနာရီရုံပါဖြစ်လေเนาะအဲခုနကတောင်းချောက်တာเนาะကီလိုမီတာနဲ့ကျွန်တော်လဲပတ်နေတယ်အဲ့တော့တကနေဆိုတဲ့ဒီအစုအဝေးရတယ်ပါဖြစ်လေ ဲကျွန်တော်တို့ကပါဖြစ်လေအဲဒီဟိုတဲ့ကိုဟို Mickey Way ပို့ကျွန်တော်တို့ပါဖြစ်လေအဲတနအယူမိုင်မိုင်ပေါင်းပါဖြစ်လေခုနက100ကီလိုမီတာနော်ပါဖြစ်လေခုနက3000နဲ့ကျွန်တော်တို့ပါဖြစ်လေကျွန်တော်တို့နော်လှည့်ပန်းနေတာပေါ့နော်လှည့်ပန်းနေတော့ဒီအခါတခုမှကျွန်တော်တို့ရက်မတည်ပြန်နဲ့ကျွန်တော်တို့ကမျောပါနေတယ်နော်ဒါပေမဲ့ကျွန်တော်အဲ့ဒါတွေမခံစားဘူးနော်လဲနေရဆိုတော့မတည်လိမ့်စံနေဆိုတော့လုံးဝမတည်ဘူးပေါ့နော်အဲအဲဒီသဘောမျိုးပဲကျွန်တော်တို့ကပါတယ်လဲဆိုတော့ကျွန်တော်တို့နော် ဘဝတွေကမမြဲဘူးဆက်ကြဘလားတဲ့မြေပုံလေးဘာမှမကြီးမကျယ်ဘူးအဆိုးမရအောင်မမြဲဘူးဆိုတာတွေကိုကျွန်တော်အားရအကုန်နော်မသိဘူးနော်ဟိုလိုအစင်းနေတဲ့လူတော်ဘဝမှာတိစ္ဆာတာတာဘဝမှာတော့သိကိုမသိတာကတိလာတဲ့ပြန်တော့လေအဲ့ဒါတွေကိုကျွန်တော်ကဟိုဘယ်လိုပြောမလဲလက်တွေ့ဘဝနဲ့ပဲတယ်မှာအဲ့ဒါတွေကိုကျွန်တော်အားလုံးကျွန်တော်ဘုံတော့ခေါင်းထဲမှာမရှိဘူးအတိတဲမှာမရှိဘူးကျွန်တော်ရုပ်နော်စာဝတ်တော့ကိုနေဖို့ထိုင်ဖို့နော်ခုနကျွန်တော်ပြောပြီးပါရှင်ပြန်ကြမယ်နော်စာပွေကြမယ် တို့တိုက်ခိုက်ကြမယ်เนาะဒါမျိုးပေါ့เนาะအဲ့ဒါကိုကျွန်တော်တို့ကဒိဋ္ဌိလို့ခေါ်တယ်เนาะလွဲချော်မှုပေါ့เนาะအရင်ကလွဲချော်မှုကြောင့်ကျွန်တော်တို့ကလည်းဒိဋ္ဌိအဲ့ဒိဋ္ဌိလွဲချော်ကြတာပေါ့လေခုနမကြီးကျယ်ဘူးเนาะစัจ java ဘုရားဆရာဒီမျိုးမျိုးဟိုမျိုးမျိုးမှုံလေးတော့တောင်မရှိတဲ့ဂျိုးဘာလေးပေါ်လူသားဆိုတာဘာမှမကြီးကျယ်ဘူးအစိုးမရဘူးအမြဲဘူးဆိုတဲ့အကုန်လုံးကိုကျွန်တော်ကတောက်သွားပြီးတော့မိကိုမြကြီးကျယ်တယ်ထင်တယ်အစိုးရတယ်ထင်တယ်အဲ့မြဲတယ်ထင်တယ် နော်အဲ့ဒါဒီဒိဋ္ဌိပဲနော်ဒီဒိဋ္ဌိအမြင်မှားမှုကြောင့်ကျွန်တော်တို့ကပါတယ်လေအဲကျွန်တော်တို့ကလဲချော်သွားတာပေါ့နော်ခုဒီအဝိဇ္ဇာတွေဖြစ်လာတာပေါ့နော်အဲအဲ့ဒီမှာကျွန်တော်တို့ကဒိဋ္ဌိတစ်ခါကျဒိဋ္ဌိလူတွေနော်ကျော့သွားတာပျောက်သွားတာလည်းရှိတယ်ဟာခုနကနော်ကိုချစ်တဲ့နှစ်သက်သူတွေနော်တိတ်ဆုံးတဲ့အချိန်မှာတင်ကြံယုံနေပါတယ်ကျွန်တော်တို့နော်အလောင်းကောင်းတွေပါတွေ့ရတဲ့အခါနော်ခုကစัจ java လာအပြင်ပြင်ဘက်ကိုကျွန်တော်တို့ထွက်ပြီးကျွန်တော်တို့ကပဲလေအဲနော်ကြည့်ခုနကဘာလဲ voyager 1လို့ ာမျိုးကနေပြီးကျွန်တော်တို့ဗာပဲပြန်ပို့တဲ့ကဘာလေးဒီနော်မြေမုံလေးကိုကြည့်ပြီးတော့တန်ဝေကရပါလို့ရသွားတဲ့ဟာမျိုးတွေမြို့မြို့ပေါ့လေတမျိုးမျိုးပေါ့နော်ဒီလိုကက်ပေးကြီးတွေစိုက်တဲ့အချိန်မျိုးတွေမှာအဲနော်တန်ဝေရတာဒါတွေကဒိဋ္ဌိနော်ခဏတာဒိဋ္ဌိကင်းပြောက်သွားတာပေါ့နော်ကင်းပြောက်သွားတဲ့တဘောပဲပေါ့နော်ဘာမှမမြဲဘူးဆိုတော့အတိပါတန်ဝေကရတယ်အဲလိုမျိုးမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကလည်းတဲ့သူကဒိဋ္ဌိထဲမှာပဲသူကကျင့်လောကထဲမှာပဲသူကအဝိဇ္ဇာနဲ့ကျင့်လည်နေရတာပေါ့နော် ဲ့တော့ကျွန်တော်တို့ကပဲဆိုအဲ့တော့ဒီမှာကျွန်တော်တို့ကပြောခဲ့သူပဲနော်နော်ပရမတ်သူတို့အဲ့ဒီဒိဋ္ဌိကြီးကျွန်တော်တို့ကဘယ်ကလာလာလဲဆိုတော့အရာအလုံးမှာသူအကြောင်းနဲ့အကျိုးရှိတာပေါ့နော်အကြောင်းနဲ့အကျိုးရှိတယ်နော်ကျွန်တော်တို့ဒီရုပ်နော်ကျွန်တော်လူဖြစ်လာတဲ့ရုပ်နဲ့ခန္ဓာရတာကူကနော်သူ့မှာနော်ရုပ်မှာလည်းရုပ်အကြောင်းတရားရှိတယ်နော်စိတ်မှာလည်းစိတ်အကြောင်းတရားရှိတယ်ပေါ့နော်အမကျွန်တော်တို့ပြောခဲ့လို့ပေါ့လေကျွန်တော်တစ်ပင်နဲ့မှာတက်ရှိတယ်တို့တစ်ပင်နေရာနဲ့အသက်ရှိတယ်အသက်ရှိတယ်အသက်ရှိတယ် သို့တော့တူတူပြင်နေမှာအတိစိတ်မရှိဘူးနော်မရှိဘူးတက်ရှိမှာအတိစိတ်မရှိဘူးနော်တိရစ္ဆာန်ဖြစ်လာမှာကျွန်တော်တို့ပါပဲလေအတိစိတ်လေးကျွန်တော်တို့ရှိတာလေသူအတိဉာဏ်မရှိဘူးနော်လူမှာကြတော့ကျွန်တော်တို့ပါပဲလေဒါပါပဲလေအတိစိတ်ကိုအတိဉာဏ်ကိုရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဒီခုနပေါ့နော်ဟိုဟိုခုနနော်ဒီတက်ပင်ဆိုလို့ရှိရင်မဆွကြတော့တက်ပင်ဆိုရင်နော်တက်ပင်ဖြစ်လာရတဲ့နော်ဟိုသူ့ နော်နောက်ကအကြောင်းတရားအဆင့်တွေကိုကျွန်တော်တို့နော်လိုက်ကြည့်မယ်ဆိုလို့ရှိရင်နော်တစ်ပင်ဆိုတာကဘာမြေကြီးနော်ရှိလို့ပေါ့ကဘာမြေတစ်ပင်ကြောက်တစ်ပင်နေနော်ကျန်တဲ့ဂျိုကွာဒီနဲ့မတူသေးနဲ့နော်တစ်ပင်နေပေါက်မြောက်နိုင်တဲ့နော်ဒီဒီနော်ကဘာပတ်ဝန်းကျင်ပေါ့နော်ခုနနော်ခုနရေတွေမြေတွေပေါ့နော်ဖြစ်တည်လို့ဒီကျန်တဲ့ဂျိုကွာဒီနဲ့မတူသေးနဲ့နော်တစ်ပင်ဖြစ်လာရတယ်နော်တကယ်ဒီဂျိုကွာဟောဆိုတော့ခုနနေချောင်းပါပဲလေ เนาะจูกบาร์นี่ทุกขึ้นละอันนี้ก็เลยอสินเซนหมดสัจจะหมดละทีเนาะเออแล้วดีตะเป็นตะเป็นเนี่ยเนาะอาจารย์เตียะของเรารู้ฉิมั้ยဆိုလို့ရှင်ตะเป็นตะเป็นเนี่ยเนาะဟိုคุณน่ะเนาะဟိုအကျိုးကိုကြည့်เนาะသူအကျောင်းအကျိုးဆက်ဆက်ကိုကြည့်မယ်ဆိုတော့တင့်တင်เนาะကဘာคุณน่ะနေเนาะคุณน่ะเนาะနေနေနေဆက်ကြပါလားคุณน่ะကျွန်တော်တို့ Mickey Way เนาะ Galaxy เนาะဆက်ကြပါလားအဆင်ဆင်ပေါ့เนาะဒီလိုပြောရမှာပေါ့เนาะအဲ့တော့ဒီလိုအကျောင်းတရားတွေကြောင့်ကျွန်တော်တို့ကပါတယ်ဒါတင့်တင်ဆိုတဲ့အသက်ရှိတဲ့ပုံမျိုးဖြစ်လာတာပေါ့เนาะ ်အဲတလေးဆန်ကြတယ်လိမ့်ဆန်တဲ့သူပူကြောက်လာတဲ့အခါကျတော့ကျွန်တော်တို့ကဒီတက်ရှိကြတော့မတူတော့ဘူးเนาะကျွန်တော်တို့ကနောက်ခုနကကျွန်တော်ပြောခဲ့လို့ပဲเนาะဟိုစိတ်ဝိညာဉ်ပါလာပြီเนาะအဲမှာစိတ်ဝိညာဉ်ပါလာလို့ဆိုတဲ့အခါကျတော့ပရိစိတ်ဝိညာဉ်ကဘယ်ရောက်လာတာပေါ့ဘယ်ရောက်လာတာလဲဆိုတာဟိုရုပ်ဝါဒီတွေကတော့ပြောမှာပေါ့ဗျာကျွန်တော်တို့ကဒါဟိုတော့เนาะစိတ်ကဘုံနောက်ကလာတယ်ပြောရင်ပြောမှာပေါ့လေဟို AI ပြောတယ်လို့ပေါ့เนาะစိတ်ပြရလာတယ်ဘုံနောက်ကလာတယ်ဆိုလို့ပေါ့เนาะအဲ့ဒါဆိုရင်နင်းကဘာဖြစ်လို့เนาะ မင်းလည်းနော် AI ကိုကျွန်တော်မေးလို့ပေါ့နော်ဟာမင်းလည်းဘုံနောက်ပဲတကယ်တော့မင်းအုံနောက်လို့ကိုလုံနေတာနော်နော်တိုးတိုးမင်းပါပဲလေမင်းပါလို့မင်းကလူမဖြစ်လေနေတဲ့အခါကျတူတူမဖြစ်နိုင်ပေါ့နော်ဟိုဖြေတော့ဖြေတယ်ပေါ့လေဒါပါအဲ့တော့ဒီလိုပေါ့ပဲပေါ့နော်ကျွန်တော်တို့ကနော်ဒီခုနနောက်တစ်ပြင်နော်ဒီတက်ရှိတွေပေါ့နော်တက်ရှိတွေကိုကျွန်တော်တို့ကနော်လောကအနေနဲ့သူအကြောင်းအကျိုးပေါ့လေတကယ်တော့ရုပ်ခန္ဓာကိုတောင်းကျွန်တော်တို့ရဲ့နော်အဲရုပ်ခန္ဓာတောင်းမှာတကယ်တော့ပါပဲလေဒီ ခုနနော်ခုနကျွန်တော်ပြောတဲ့တစ်ပင်လို့ပဲနော်ဒီလောကရဲ့အကြောင်းတရားတွေပဲနော်အနိစ္စတန်ခါလောကရဲ့အဲကျွန်တော်တို့ကပဲဖြစ်လေအကျိုးတရားတွေပေါ့နော်ဒီယုံနဲ့ခန္ဓာအတိတွေပဲဖြစ်လေကျွန်တော်တို့အမေရမွေးပေးတယ်နော်အဲကျွန်တော်တို့အကြောင်းကျူးလိုက်တာချင်းချင်းပဲဖြစ်လေမိခင်မရှိပြန်နဲ့နော်တာသမီးတွေနော်ကျွန်တော်တို့လည်းခင်ဗျားအလူတွေအားလုံးမဖြစ်လာနိုင်ပေါ့နော်ဒါကကြောင့်သို့တော်လည်းအဲ့ဒီတွေပို့ပြီးထက်လိုက်လို့ရှိရင်ပဲလေအသက်ရှိဖြစ်တည်လာနိုင်ကြကဘာဦးကလည်းစားပြီးနော်ဖြစ်တည်လာနိုင်ကြပါ DNA ခုနကကျွန်တော်ပြောပြီးလေ cell တွေ သဘောတရားတွေပေါ့နော်ဟိုခုနဟိုနော်ဟိုကဘာဥမှာစာပြီးတော့တက်ရှိတွေစာပြီးတော့ကျွန်တော်တို့ကဘာဖြစ်လဲအဲအခြေတူတဲ့နော်ဟိုဒီအဲနော်ဟိုဟိုပစ္စည်းတွေပေါ့လေအဲဟိုတက်ရှိတွေပေါ့လေတက်ရှိအခြေခံတွေနော်စာပြီးကျွန်တော်တို့ကဘာဖြစ်တည်တာလဲအဲ့ရနေမှာအစဉ်စဉ်ပါပဲလေအဲတော်တော်တော်ဝါကြီးဖြစ်လာမယ်အဲအဲ့ရနေခုနတိုင်းလူစောတွေနောက်ခုနလူတွေအဲနော်ခဏအစဉ်စဉ်ပေါ့နော်ဒါတွေလူမျိုးတွေဖြစ်လာပြီးနောက်ဆုံးဟိုဒီလူသားမျိုးတွေဆိုတဲ့အစဉ်ကိုကျွန်တော်တို့က ်ရောက်လာတာပေါ့နော်ရောက်လာတဲ့ဆိုတဲ့အခါကျသူ့ရဲ့အကြောင်းအကျိုးဆက်ဆက်ကိုကျွန်တော်တို့လိုက်ရှာကြည့်ရင်လည်းကျွန်တော်တို့ဘာဖြစ်လဲခုနကတစ်ပင်လိုပဲနော်ခုနကနော်တွေ့ရမယ်နော်ဒါတိတ်ပံယူဆမှလည်းဒါပဲပေါ့နော်ဒါကဘာဦးမှာစပြီးဖြစ်တည်လာတဲ့ဒီအော်ဒီတက်ရှိခုနကနော်ခုနကဖြစ်တည်လာကြတာနော်အဲဒီဒီ cell ဒီပေါ့နော် muscle တခုလည်းရှိတယ်ဗျာဒါဒါတွေကဘယ်ကဖြစ်လာလဲသူတို့ဆက်ပြီးရှင်းရှာပြလိမ့်မယ်နော်ဟုတ်ဟိုခုနကကျွန်တော်တို့ကဘာနော်ဟို အာကာသတည်းရောက်လာတာလေဘာတွေအမျိုးစုံပေါ့လေဒီကဘာထဲမှာတစ်ခုတည်းမှလာဖြစ်နေတာတော့အာဟောင်းစရာပေါ့လေထားပါလေအဲ့တော့ဟိုဒီအကြောင်းတရားဒီပါပဲလေသူခုနရုပ်တရားရုပ်လောကရဲ့အကြောင်းတရားပေါ့ကျွန်တော်တို့ရဲ့ရုပ်ခန္ဓာတွေလိစ္ဆန်တွေရဲ့ခန္ဓာတွေနော်တက်ပင်တွေရဲ့ခန္ဓာတွေရဲ့ပါလေရုပ်လောကရဲ့အကြောင်းတရားတော့အဲ့ဒီအကြောင်းတရားကိုမှကျွန်တော်တို့ကစိတ်ဝိညာဉ်ဟိုဘယ်ကစိတ်ဝိညာဉ်ကြတော့ဘယ်ကလာတယ်လဲဆိုတော့ဒါကဖိဟတခင်စီကလာတာနော်စိတ်ဝိညာဉ်ကြတဲ့အခါကျတော့အောင်းနဲ့ကျွန်တော်တို့ကနော် ဟိုတမန်ကျမ်းစာမှာเนาะဘုရားသခင်ကเนาะကျွန်တော်တို့ကပြတယ်เนาะလူနဲ့တူရဲ့ရှင်ရုပ်ကိုဖန်ပြီးပြီးเนาะအတက်ကိုနှုတ်သွင်းတယ်ဆိုတာဒီလိုဒီသဘောပဲเนาะအတက်ကိုနှုတ်သွင်းတယ်ဆိုတဲ့သဘောကလည်းကျတော့ပါပဲလေဒီသဘောကိုပဲပြောတာပေါ့เนาะခုနအဲ့တော့လူမှာခုနကျွန်တော်တို့ပြောခဲ့လို့เนาะဒီရုပ်ခန္ဓာရုပ်ခန္ဓာကြီးကသဘောအကြောင်းတရားကြီးเนาะအဲ့တော့တော့ဘာကြောင့်တရားတွေအကျိုးဆက်နော်ပြီးခင်မိုးရမိဖွာပေးတဲ့နော်အကျောင်းတရားတွေကျွန်တော်တို့ပါပဲလေအကျိုးဆက်ပေါ့နော်အကျိုးဆက် တော့စိတ်ဝိညာဉ်ကြတော့ကျွန်တော်တို့ကဘာဖြစ်လဲဘုရားသခင်စီကနေကျွန်တော်တို့ဘာဖြစ်လဲခုနအတက်ကိုပုံသွင်းလို့ကျွန်တော်တို့ဘာဖြစ်လဲအဲဒီလိုမျိုးသဘောဆန်ဆန်ပေါ့နော်ရောက်ရှိလာရတယ်ပေါ့နော်ရောရောက်ရှိလာရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဉာဏ်တွေးကြတဲ့အခါကျတော့နော်အဲ့တော့ဒူဟာနော်ဒီဒီရုပ်တရားတွေနဲ့နော်ခုနစိတ်ဝိညာဉ်ကပေါင်းဆက်တဲ့ကတ္တဝါပေါ့နော်အဲဆိုတော့ပေါင်းဆက်တဲ့ ဖြစ်ပေါ်လာတဲ့အကျိုးတရားပေါ့နော်အဲ့မှာမှတိရိစ္ဆာန်တဲ့ကိုအောင်ပေါ်တဲ့လူမှအဋ္ဌဉာဏ်မှာပါတာပေါ့နော်ဒီမှာအဋ္ဌဉာဏ်မှာတော့ကျွန်တော်တို့ပါရှိတာပေါ့လေအဲ့တော့ခုနကကျွန်တော်တို့ပြောခဲ့တဲ့လူတွေဟိုဒိဋ္ဌိတွေအဲ့တော့ကျွန်တော်တို့ကပြောနော်ဒိဋ္ဌိတွေနော်ခုနကကျွန်တော်တို့ပြောတော့ကပဲပရမတ္တရဲ့ကျွန်တော်တို့ကပါပဲလေနော်ပရမတ္တဆိုတဲ့အကြောင်းတရားရှိတော့ဒိဋ္ဌိဆိုတဲ့အကျိုးတရားဖြစ်တယ်ကျွန်တော်တို့အကြောင်းအကျိုး ဟိုဖြစ်ဖြစ်ပေါ်ယူအကျိုးအကြောင်းဘယ်တော့မှပြန်ပြီးမသိမ့်ပိုင်နိုင်ဘူးလို့ကျွန်တော်တို့ပြောခဲ့တယ်နော်မနေ့ကကျွန်တော်တို့ပြောခဲ့တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့နော်ကျွန်တော်တို့ကဟိုဟိုပရမဒိဋ္ဌိတွေကျွန်တော်တို့ကဒါခုနလောကရဲ့နော်ယုတ်တရားတွေရဲ့လောကယုတ်လောကကြီးရဲ့အကြောင်းတရားလားဘုရားသခင်ရဲ့နော်ကျွန်တော်တို့ဘာဖြစ်လဲအဲနော်အကြောင်းတရားတော့ဖြစ်ပေါ်လာတဲ့အကျိုးလားယုတ်လောကကြီးရဲ့အကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးလားဆိုရင်မေးခွန်းကတော့မေးချင်နေနေရှိတယ်နော်နော်အဲ့တော့ ကျွန်တော်တို့ကအဲ့မှာကျတော့ကျွန်တော်တို့ကအမျိုးမျိုးပြောလို့လည်းရတယ်နော်ဒီနေရာမှာကျတော့ဘာလို့ဆိုဒိဋ္ဌိရဲ့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ဒီခုနတဘောတရားကိုကဘယ်မှာအခြေခံလဲဆိုတော့ဟိုကျွန်တော်တို့ကရှင်းတန်းလို့စိတ်ခေါ်တာပေါ့နော်တထဘာရရဲ့တက်ရှိရဲ့ရှင်းတန်းလို့စိတ်တဘောပေါ့နော်အဲ့တော့ရှင်းတန်းလို့စိတ်ကလူမှမှရှိတာမဟုတ်တိရစ္ဆာန်မှမှရှိတာမဟုတ်တစ်ပင်မှလည်းရှိတယ်နော်သူကသူအလိုလိုကျွန်တော်တို့ကရှင်းတန်းဖို့အတွက်ကိုကျွန်တော်တို့ကပါတယ်လေနော်သူ့အလိုလိုတစ်ယောက်ကိုသူကနော် ဟိုရုံးကန်နေတဲ့တော့ပေါ့နော်တက်ပြတယ်ခင်ဗျာနော်ဟိုတွားခုတ်ကြည့်လိုက်နော်သူပြန်ပြီးရတဲ့နေရာပြန်ပြီးထွက်နိုင်ကြိုးစားမှာပေါ့နော်ရှင်တန်ဖို့အတွက်အရေးတောင်းပြစ်တွေရေရေတွေပါတက်သွားပြီဆိုရင်တက်ပြနေရပါပဲလေအဲ့ရေရှိတဲ့နေရာကိုအမြစ်တွေကဖြန့်ထုတ်ပြီးနော်တက်နိုင်တော့ကိုသူပါပဲလေသူလိုက်ပါပဲပေါ့နော်လိုက်ပါပဲနော်အဲ့တော့ခုနကဟိုဒါကပါလေဆိုတော့အသေးစိတ်မရှိဘဲနဲ့သူရှင်တန်ကိုကြိုးစားတာပေါ့နော်ရှင်တန်ဖို့ကြိုးစားတယ်ဒါကတက်ရှိမှန်လို့ရှင်ပါပဲလေ ဒါကနော်သူ့ရဲ့သဘောတဘာပါပဲနော်ရှင်းတန်လို့မှုပေါ့ရှင်းတန်လို့မှုဒီသဘောတဘာပါပါအဲ့တော့ဒီဟာနဲ့ကျွန်တော်တို့ကဘုရားသခင်ရဲ့ကျွန်တော်တို့ကဖြစ်တယ်ပရမတ်တာနဲ့ပေါင်းဆက်လိုက်တဲ့စိတ်စိတ်ပေါ့လေခုနစိတ်ဝိညာဉ်နဲ့ပေါင်းဆက်လိုက်တဲ့အခါကျတော့ခုနရှင်းတန်လို့မှုဒီကျွန်တော်တို့ကဖြစ်သွားတယ်ဆိုတော့နော်ခုနရှင်းတန်လို့စိတ်ဖြစ်သွားတာပေါ့နော်ဆိုတော့ရှင်းတန်အသက်ရှင်းတန်နေထိုင်လို့လို့ပဲစိတ်နော်ဒီဒီဒီကဖြစ်သွားတာဒါကိုပဲကျွန်တော်တို့ဒိဋ္ဌိစိတ်လို့ခေါ်တာနော်ဒိဋ္ဌိစိတ်ပေါ့နော်သူကခုနကဘယ်သူမှမပြောလဲ သူရှင်တယ်မှုကျူတာနေမှာပဲနော်ကျွန်တော်တို့ကငါမရှင်ဘူးကျင်ဘူးကွာပြောတယ်သူကရှင်တယ်မှုကျူတာဟိုတစ်ပင်သူကခုနကပြောသလိုပေါ့နော်ဆိုတော့သူလမ်းလေးကိုကျွန်တော်တို့ကနောက်ဆုံးဟိုလူတစ်ယောက်ကနော်ဟိုဟိုဟိုသူ့ရောသူတက်တယ်လဲပါပဲလေဒီသူ့ရဲ့အတွင်းကအကျော်တွေအချိန်တွေကသူရှင်တယ်မှုဆက်ပြီးကျွန်တော်တို့ကပြန်ရုံးကန်လှုပ်ရှားစူးစမ်းမယ်ပေါ့နော်ဆေးရုံမှာရောက်ပြီးတည်ခံတည်လဲသူပါပါပဲလေအလိုလိုတုံ့ပြန်မှုတွေနဲ့ကျွန်တော်တို့ကလည်း ကျိုးစားနေမှာပေါ့နော်သူနှလုံးတွေအသွေးကြောတွေဗာတွေညာတွေပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့သူကခုနကကျွန်တော်ပြောခဲ့လိုမျိုးပဲနော်ဟိုဒိတ်ကြီးဆိုတာအသက်ရှင်တိုင်းနေတိုင်းလိုစိတ်ပဲနော်သူရှင်ဖို့အတွက်ကိုသူကနော်ဘာမှသူနော်ကျန်တဲ့တရားဓာတ်တွေတိမတရားဓာတ်တွေဖြစ်နိုင်တာတွေမဖြစ်နိုင်နိုင်မကျန်တာတွေအကုန်သူမိထားတယ်နော်မရှင်နိုင်ပြီပါရင်ကြားလေခုနဆက်ကြပါလားတဲ့မြေမုံလေးတွေမကြီးကျယ်ဘူးအစိုးမြောက်ဓာတ်တွေကုန်မိထားတယ် အဲ့ဒီလည်းတော့ကျွန်တော်တို့ကလည်းဒီဒိဋ္ဌိကိုပဲကျွန်တော်တို့ကဘုဒ္ဓဘာသာမှာဆိုရင်ဒါသူရှိတယ်လေတဏှာမာနဒိဋ္ဌိဆိုပြီးနော်ဒါသာအကာဟတရားဆိုတော့ဒီခန္ဓာရဲ့သူရှိနေတာပေါ့နော်အဲဒါကဒိဋ္ဌိရဲ့သဘောပဲပေါ့နော်ဒိဋ္ဌိကခုနဟိုဟိုကျန်တဲ့အရာတွေမသိဘူးတကယ်တော့ဟိုအချက်မှမျက်စိမျက်လုံးမပါလို့ဒိဋ္ဌိမှာကျွန်တော်တို့ကနော်ဒီလိုပဲကျွန်တော်တို့မျက်စိကြပါလေမပါဘူးပေါ့နော်သူရှင်းတမ်းမှုတစ်ဖက်ပဲသူတည်တယ်ကျန်တာရှင်းတမ်းမဲ့သူဘယ်လိုနည်းနဲ့ရှင်းတမ်းရှင်းတမ်းသူသူစူးစမ်းတယ် เนาะသူလူစိတ်ကိုလည်းလှည့်စားမယ်ဒီလူဒီလူစိတ်ကိုလည်းသူရှင်သန်ဖို့အတွက်သူလိုအပ်အကုန်လုံးသူเนาะလှည့်စားမယ်ဖုံးအောင်မယ်เนาะဒီလိုစုံတုံးနေပေါ့เนาะဟိုဟိုဒါကတိတ်ထွေရဲ့ရှင်သန်လို့မြတ်တဘောတပါပါပေါ့เนาะတိတ်ထွေရဲ့တဘောတပါပါအဲ့တော့ဟိုကျွန်တော်တို့ကเนาะဒီဒီဒိဋ္ဌိကကျွန်တော်တို့ကခုနကပဲလေအဲ့တော့သူကဟိုခုနကကျွန်တော်တို့ပြောခဲ့တယ်ပေါ့เนาะဟိုဟို ဲ့ကြောင့်သူကတရားမတရားမှုဆိုတာမရှိတဲ့အတွက်ကြောင့်သူအာထပ်သူခုနကျွန်တော်ပြောလိုက်ပါတော့လောဘဒေါသမောဟဒိဋ္ဌိကနေဆက်ပေါ်လာအောင်နော်စကိလေသာတွေပေါ့နော်စကိလေသာ၁၀ပါပေါ့လောဘဒေါသမောဟမာနဒိဋ္ဌိဝစီကိစ္စဌိနမိတ်တဥဒိစ္စနော်ဟိကနောတဘောနော်ဒီလိုဘုဒ္ဓဘာသာပြောတဲ့ကိလေသာတရားတွေကနော်သူတရားတာတွေမတရားတယ်မရှိဘူးသူကပါပဲလေအဲတကယ်လို့တိတ်မျက်စိလည်းသူမပါဘူးမျက်စိမပါဘူးမဲ့သူကအေးဟိုက်သဘောတော့ပါတယ်ဒိဋ္ဌိမှာနော်ဒါဟိုက် ဒိဋ္ဌိကိုတိစ္ဆာကျွန်တော်တို့ကတရားထိုင်ပြီးတော့တိစ္ဆာကိုကျွန်တော်တို့ကနော်ရှုကြည့်နိုင်စောင့်ကြည့်နိုင်တယ်လို့ဆိုရှင်ဒိဋ္ဌိရဲ့ AI တဘောလေးကိုကောင်းကောင်းမြင်ရလိမ့်မယ်နော်ကောင်းကောင်းမြင်ရလိမ့်မယ်ခု AI တိုင်းပဲသူကဘာမှမထူဘူးတရားတရားထိုင်နေထိုင်ကြည့်လို့ရှင်နော်ဒီ AI တိုင်းပဲနော်သူကခုနခုနဟိုဟိုနော်ဒါလောက်ကြည့်မှသိလိမ့်မယ်ပေါ့နော်ထားပါအဲ့တော့ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဒီဒိဋ္ဌိဒီနော်ခုနကျွန်တော်ပြောသလိုနော်ဟိုပြောမစမ်းနော်ဟို ူရှင်တန်ရေးအတွက်နော်အသိစိတ်အသိဉာဏ်မရှိတော့ညာလေနော်အတူကခုနကျွန်တော်ပြောသူပဲ AI လိုပဲနော်အမြန်ထက်မြက်တယ်နော်ထက်မြက်တယ်ပဲပြောအောင်ပေါ့နော်သူခုနအဲ့တော့အဲ့တော့ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့သူကအပြင်းအဲ့အတွက်ပါပဲလေခုနပရမတ်တော်လမ်းမှုတိမ်ပိုက်ပူချိုးသားတယ်တကယ်တော့မွေးလာကလေးကတိမ်ပိုက်ပြီးသားတလေးဆန်လေးလို့ပေါ့နော်လူဆိုတာတိမ်ပိုက်ပြီးသားအလူကျတော့အသိဉာဏ်နဲ့လားကျွန်တော်တို့ကဘာဖြစ်လဲအာဒါဟုတ်ကျွန်တော်တို့ကရှုံးထွက်ဖို့ကြိုးစားတာပေါ့နော်အသိဉာဏ်နဲ့ရှိတာလေးချိန်မှာ ဒါတွေခွဲကြပြီးတော့နော်သိမြင်အစင်မြင်အသိဉာဏ်ပေါ့လေဒီဘာသာရေးနဲ့ဆိုင်နေအစင်မြင်အသိဉာဏ်တွေရတာတော့မှဒေတိနိပရမတ္တကြီးမတူပါလားဆိုတော့ကျွန်တော်တဖြည်းဖြည်းနားလည်တာပြီးတော့ဒီဟာနေပြီးကျွန်တော်တို့ကပါပြလေနော်လုံမြောက်ကိုကျွန်တော်တို့ကစူးစမ်းတာပေါ့နော်ဘာလို့ဆိုကျွန်တော်တို့ကနော်ဟိုပရမတ္တကြီးဒေတိတွေပရမတ္တကနေပြီးတော့နော်ပောက်ဖွာလာတယ်ကျွန်တော်တို့ပြောခဲ့လို့ပေါ့နော်အဲဗုဒ္ဓဘာသာမှာရှိတယ်ပါလေကျွန်တော်တို့ကအဲနော်ဟို တဟဇာတာနော်တဟဇာတာပစ္စယောဆိုတဲ့ဟာကိုနော်ဒီဘာလဲဆိုတော့ကျွန်တော်တို့ကတဟဇာတာပစ္စယောဆိုတာကကျွန်တော်တို့ကနော်ဟိုခုနကကျွန်တော်ပြောတဲ့အကြောင်းနဲ့အကျိုးပေါ့နော်ကျွန်တော်တို့ဘာဖြစ်လဲဂိုင်းလူဖြစ်တာပေါ့နော်အဲမီးပေါ့လေမီးလေးတစ်ခုကိုကျွန်တော်တို့ကနော်အဲထွန်းလိုက်တဲ့အချိန်မှာဒါမီးထွန်းလိုက်တာလည်းအလင်းရောင်ကြီးပြန်ပြီးထွက်လာတာပေါ့နော်ပြန်ပြီးထွက်လာတယ်နော်အဲဟိုခုနကကျွန်တော်ပြောတဲ့သို့တော့ကျွန်တော်တို့ကလည်း မီးထွက်လိုက်တာနဲ့အလင်းရောင်ပြန်ထွက်လာတာဒါမှန်ပြီမဲ့မီးကြောင့်အလင်းရောင်ကြီးဖြစ်တယ်အလင်းရောင်ကြောင့်တော့မီးရောပြန်မဖြစ်ဘူးပေါ့လေသူပဲပြောမှာပေါ့မီးကြောင့်ကျွန်တော်တို့အလင်းရောင်ဖြစ်တယ်ဒါကပဲလေမီးဒီကျွန်တော်တို့ကပဲလေအကြောင်းတရားအလင်းရောင်အကျိုးတရားเนาะဒီလိုပေါ့နော်အဲ့တော့ခုနကဒီဒီဒိဋ္ဌိနဲ့ပရမတ္တသဘောမှကြာတော့ကျွန်တော်တို့ကပဲလေပရမတ္တဒီအကြောင်းတရားဒိဋ္ဌိဒီအကျိုးတရားเนาะအဲ့လိုသို့တော့ခုနကျွန်တော်ပြောခဲ့သူပါပဲလေအဲခုနเนาะဟိုဒီ ဟိုဒိတ်ထနဲ့ပရမတ်တာကကြတော့ကျွန်တော်တို့ကပါပဲလေတစ်ခုနဲ့တစ်ခုစန့်ကျင်တတ်ပါတော့စန့်ကျင်နေတယ်နော်စန့်ကျင်နေတယ်ပဲကျွန်တော်ပြောရမှာပေါ့လေဒါပရမတ်တာမှာကျွန်တော်တို့ကဘယ်စံတစ်ခုမှလောမထောတာမဟုတ်ပါဘူးနော်ပရမတ်တာကြတော့ကျွန်တော်တို့ကပဲလေအဲ့ဒါတိမရှိတော့ဘူးเนาะခုနအာလောဘအာဒောသအာမောဟပါเนาะမေတ္တာတရားတွေညဉ့်တရားဘာသာတရားတွေမှာပြောသူပေါ့เนาะဆိုတော့သူကလုံးဝစန့်ကျင်ပဲเนาะဟိုကအဝိဇ္ဇာနော်ဒီဘက်ကပါတယ်လေအဲ့ဒါခုနအမှန်မြင်အမှန်မြင်သိမှုပေါ့เนาะ ဟိုဘက်ကတိတိဒီဘက်ကတော့လေခုနအမှန်အမှန်ပေါ့အမှန်ဘူးနော်မြင်သိဘူးပေါ့နော်သစန့်ကျင်နေတယ်နော်စန့်ကျင်တယ်တို့စန့်ကျင်မှမဘယ်ဟာအားကောင်းလဲဆိုတော့ပရမတ်ထအားကောင်းတယ်ဘယ်အားလုံးကိုပရမတ်ထတိတ်ပိုက်ထားတာနော်ဟို sorry ဒီဒိဋ္ဌိကတိတ်ပိုက်ထားတာနော်နော်ပရမတ်ထဆိုတာကတော့ဘာဖြစ်လဲနည်းနည်းလေးပဲရှိတယ်ဒီထီရဲ့နေရာလေးမှာနော်ခုနဒီရုပ်လောကနဲ့နော်ဘုရားသခင်ရဲ့လောကထိတွေ့တဲ့နေရာမှာပြန်ပတ်တာစဆဆင်းပေါ့နော်ဒါလေးနည်းနည်းလေးပဲရှိရဲ့အမှအဲကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ဟို အားလုံးဒီဒိဋ္ဌိပဲလို့ကျွန်တော်တို့ပြောရမယ်ဆိုရင်ဟိုထက်ထက်ရှင်းပြရမယ်ဆိုလို့ရှင်ဥပမာကျွန်တော်တို့ကညခုနမိဟာသာသာတက်စီရလို့ပေါ့မိကြောင့်အလင်းအောင်ဖြစ်လာတယ်နော်အဲ့တော့နိုင်ငံတစ်ခုမှာကျွန်တော်တို့ကနော်ဟိုနော်ဟိုဟိုနိုင်ငံတစ်ခုမှာအပေါက်အပေါက်အပေါက်လေးပေါက်ပြီးအဲကျွန်တော်တို့ကဗာပဲလေအမှောင်ကန်းလေးကိုအလင်းအောင်လေးထွန်လိုက်မယ်ဆိုကြပါတော့နော်ထွန်လိုက်မယ်ထွန်လိုက်နော်အဲ့ဒီမိအောင်ကြောင့်ဗာပဲလေအခန်းရပါပဲလေလင်းလာမယ်နော်ဒီမိဒီဒီမိအောင်လင်းအောင်ကြောင့်ဒီအခန်းရပါပဲလေမှောင်နေတဲ့အခန်းကလင်းလာတယ် နော်အဲ့ဒီအပေါက်ကိုပိတ်လိုက်လို့ရှိရင်အခန်းမောက်သွားမယ်နော်ဒါအကြောင်းကြောင့်အကျိုးဖြစ်တာပေါ့နော်အကြောင်းကြောင့်အကျိုးဖြစ်တာအဲ့တို့ဆိုပါပဲလေခုနအကြောင်းတရားတွေပါပဲလေကျွန်တော်တို့ကပါပဲလေစတိုကြပါတော့နော်ဟိုဟိုတိတ်တိတ်လေးပေါ့နော်ဒီအပေါက်ကလေးတစ်ပေါက်တိတ်တိတ်လေးဆိုရင်အကျိုးတရားပါပဲလေဒီအလင်းရောင်အပြည့်ပဲဒီခန်းလုံးအလင်းရောင်အပြည့်ကိုကျွန်တော်တို့ကပါပဲလေဒါဖြစ်သွားမယ်ပေါ့နော်ဖြစ်သွားမယ်အဲ့ဒီဘောပဲနော်အဲ့ဒီဘောပဲကျွန်တော်တို့ကပါပဲလေကြောက် ဟိုခုနလူရဲ့ parameter ဆိုတာเนาะခုနကျွန်တော်ပြောဥပမာဟိုခုန parameter ဆိုတာเนาะဒီခုနเนาะအလူเนาะခုနเนาะတက်ပင်ကဲတော့เนาะတက်ရှိเนาะဒီဒီဒီဆိုလူဖြစ်လာတဲ့အချိန်မှာစပြီးเนาะထွတ်ထွေပြလိုက်တယ်เนาะအဲ့အဲ့အချိုးတရားဆိုတဲ့ခုနဒိဋ္ဌိရကြတော့ပါလေခံလုံးပြပါလေလေကျွန်တော်တို့ပါလေလေတို့လှမ်းမှုတာတယ်တိတ်ပြတာတယ်เนาะတောင်းလေကျွန်တော်လိမ့်ဆန်နေမသိဘူး နော်လူတွေတောင်း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 ကျွန်တော် parameter အောင်မသိဘူးဒီဒိဋ္ဌိရပြန်မှုတခန်းလုံးပြပဲနော်ဒီရုပ်နဲ့ခန္ဓာခန်းလုံးပြပါပဲလေကျွန်တော်ဒိဋ္ဌိရနော်တိမ့်ပိုက်ထားတယ်ဝိဇာတိမ့်ပိုက်ထားတယ်နော် parameter ဆိုတာခုကနယံကနေပြီးထိုးကြတာတဲ့နော်ဒါအလင်းအောင်အလင်းအောင်နော်ပေါက်လေးတပေါက်စားတော့ပဲရှိတယ်เนาะရှိတယ်เนาะအဲ့တော့ကျွန်တော်တို့ကဒါကိုတစ်ခါပြန်ကြည့်ရစင်ကျွန်တော်ကเนาะအချောင်းကျုပ်နဲ့ပဲကျွန်တော်တို့ပြန်ကြည့်ကြအောင်เนาะအချောင်းကျုပ်နဲ့ပြန်ကြည့်ကြတဲ့အခါမှာကျွန်တော်တို့က ကျွန်တော်ကနော်ဟိုဟိုဟိုဒီမှာကျွန်တော်တို့ကဘာကြလဲဆိုတော့နော်ဟိုကဲကျွန်တော်တို့ကဟိုနော်မမြဲတဲ့တရားတွေပေါ့နော်မမြဲတဲ့မကမဟုတ်တင်ရကျွန်တော်ပြောသူပေါ့လေငါဆိုတာရှိတာဆိုတော့ငါဆိုတာကျွန်တော်တို့ကမရှိပညာပညာတွေးတွေးရှိပါလေငါတွေးရှိပါဟုတ်ငါမရှိဘူးဗုဒ္ဓဘာသာနဲ့ရှင်းပြလို့မယ်ဆိုလည်းရှင်းဒါကရှင်းပြလို့ရပါတယ်เนาะဟိုဘာဘုတ်၄ပါးတွေဗထာတစ်မျိုးပေါ့လေကျွန်တော်တို့ကအခဏ၅ပါးတွေ ဲ့ဒီတဲ့ပုံပြီးဒီခေတ်လူတွေနေနဲ့တွေးကြည့်ပေါ့လေတွေးနေတဲ့ဆင်ညာကြည့်တယ်ဟာငါဆိုတော့ပြင်ညာကြည့်နော်ငါဆိုတော့ပြင်ညာပြင်ညာပြင်ညာဆိုတော့ဗမာစကားပေါ့နော်ငါဆိုတော့အင်္ဂလိပ်မှာဆိုရင် hi တို့ my တို့ဒါတွေဖြစ်မှာပေါ့နော်ငါမရှိတော့ပျောက်သွားဒါနောက်ခုနပြင်တဲ့တို့နော်ခုနနော်ရုရှားတို့ဆိုတဲ့တမျိုးဖြစ်မယ်နော်အကျန်တဲ့ဟာလေးတမျိုးပါအဲ့တော့ပြောလို့ဆိုရင်နော်ငါဆိုတာကကျွန်တော်တို့ပါပဲလေအဲနော်ဟိုဘာသာစကားပြင်ညာပြင်ညာဆိုတာထာဝရမဟုတ်ဘူးနော် ခြေအနေအချင်းကားတွေမှာပြောင်းလဲနေတယ်နော်နောက်တချီချိုးကဖာဒီပုံမှာတဲ့ဒီလူသားတွေပျောက်သွားရင်ပြင်းရမရှိတော့ဘူးပေါ့နော်အဲဒီသဘောမျိုးပေါ့ဒီရှိနေရတဲ့ဟိုပြင်းရကပါတယ်လေပျောက်သွားအောင်ပဲပေါ့နော်တလင်းဆန်နေမှာဆိုပြင်းရမရှိဘူးပေါ့နော်ဒီလိုပဲယူဆပါပါနော်အပြင်းအမရှိကြီးရယ်မမြဲတဲ့ပြင်းရက်ကိုကျွန်တော်တို့ကနောက်ခုနလေးပဲအန်းရှင်ကြည့်ပြီးတော့ဘာသာစကားဆိုတာမဟုတ်ဘူးဒါကနော်တကယ်မဟုတ်ဘူးနော်ပြင်းရက်တွေဆိုတော့တွေးပြီးတော့နော်ငါဆိုတော့ဘာသာစကားဟာပဲလို့တွေးပြီးဖြောက်လိုက်လို့ရှင်တိချင်းပဲရှိမှာပေါ့အတိချင်းအောင်မြဲသလားဆိုတော့ နော်တိတယ်ခုတိတယ်အဲ့လိုနေကြတိချင်းပျောက်သွားပြန်နော်ပျောက်သွားပျောက်သွားတဲ့ခါမှာတိချင်းရတယ်ကျွန်တော်တို့ကပါပဲလေမမြဲဘူးပေါ့နော်အဲတို့တော့ကျွန်တော်တို့ကပါပဲလေဆိုတော့အဲ့အဲ့ဟာကိုပဲကျွန်တော်တို့ကပြန်ပြီးကျွန်တော်တို့ကအဲတို့တော့လေတိချင်းရနောက်မှာတော့သူအကြောင်းတရားတစ်ခုရယ်နော်ပရမတ်တာပရမတ်တာရှိရယ်ပရမတ်တာရနောက်မှာကျွန်တော်တို့ကပါပဲလေပြားတခင်နော်ဒါရှိမှာပေါ့နော်ဟိုအဲ့တော့အဲ့လိုနေထားပြီးမှကျွန်တော်တို့ကနောက်ကအဲစန့်ကျင်ဘက်တရားပေါ့နော်ကျွန်တော်တိချင်းနဲ့မတိချင်း ဖြစ်ကြပြီပေါ့တည်ခြင်းနဲ့မတည်ခြင်းအဆန့်ကျင်ပဲပဲပေါ့နော်ဆန့်ကျင်ပဲနော်ခုနကကျွန်တော်ပြောသူတွေပြောလေဟိုတည်ခြင်းနေရောက်တာအဲတည်ခြင်းနေရောက်တယ်မတည်ခြင်းနေရပျောက်သွားတယ်နော်မတည်ခြင်းကိုရောက်ရင်တည်ခြင်းကကျွန်တော်ကပျောက်သွားတယ်အဲ့ပျောက်သွားတဲ့အချိန်ခါနဲ့တည်ခြင်းနေပျောက်သွားတယ်နှုတ်လာတာမတည်ခြင်းနေနော်တော့သူကြီးဆိုတော့နှုတ်လာတာနဲ့အဲ့မတည်ခြင်းနေပျောက်ပြီးကြပြန်လေတည်ခြင်းနေကျွန်တော်ကရောက်လာတယ်ပေါ့နော်အဲ့တော့တည်ခြင်းဆိုတာပါလေဆိုတော့မတည်ခြင်းကဆန့်ကျင်ပဲနော်ဆန့်ကျင်မှမရှိတဲ့အဲကနော်တဘောတရားလေးတခုပဲ နော်အဲ့တို့ကြောင့်ခုနကကျွန်တော်ပြောခဲ့လို့နော်မတိချင်ရနေတိရအောင်ရောက်လိုက်တိတိချင်ဆိုတာတိကောင်မတ်တာပဲနော်တိကောင်များမတ်တာဘယ်လိုဒါယူဆဘာမှမပေါ့တိရုံနေနေပဲနော်အဲ့တိတိချင်ဆိုတဲ့ဒုဒတဲ့အမှန်ချီးကျဲတဲ့နော်ဒါဒါအစပေါ့အစပေါ့နော်အဲ့တိချင်ရနေမှာတစ်ဆင့်ပါပဲလေခုနကပြောတဲ့နော်ပုံထုတ်ထဲမှာရှိသေးတဲ့တညာတွေ memory တွေနော်အဲ့ဒါခုနကနော်ပြည့်ညက်တွေဒီလောကကြီးထဲမှာရှိတဲ့ပြည့်ညက်တွေရပါပဲလေ နော်တာကိုတော့ပြီးကျွန်တော်ပါလေမွေးဖွားမယ်မွေးမယ်ပြီးမောင်းထိုးမယ်နော်အကားဒီကိုကျွန်တော်တို့အလုပ်လုပ်မယ်ဆိုတော့ခုနကကျွန်တော်ပြောတည်ခြင်းဆိုတဲ့နော်ခုနဟိုမိအောင်နေရနေဆိုကျွန်တော်တို့ပါလေခုနနော်အဲဒီခုနရှိရှိစိမ့်မှာတော့အတိတ်တရားတွေပါလေဖြစ်လာတယ်နော်ဖြစ်လာတယ်တည်ခြင်းဆိုတဲ့ဒီမတည်ခြင်းကနေပြီးတော့တည်ခြင်းကိုကုပြောင်းတဲ့နော်လှည့်လိုက်တဲ့နော်ဟိုခုနတည်ခြင်းဆိုတဲ့ ါဒါကိုဒီဒီသိချင်းကိုမသိချင်းနဲ့ပဲနှိုင်းရှင်ကြည့်လိုက်နော်နှိုင်းရှင်ကြည့်လိုက်မသိချင်းနဲ့သိချင်းနော်မသိချင်းနဲ့သိချင်းနော်မသိရနဲ့သိလာလေနော်သိချင်းတမျိုးပဲရှိတယ်မိဆိုနဲ့မိလေးစပြီးဖြစ်သွားတာဘာလဲလို့ပေါ့နော်အဲ့အဲ့ဒါပြီးမှကျွန်တော်တို့ကပဲလေအလင်းအောင်လေးကျွန်တော်တို့ကပဲလေဖြန့်ကျက်သွားတယ်နော်ဖြန့်ကျက်သွားတဲ့ဘောပေါ့နော်အဲ့တော့အဲ့တော့ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ခုနသို့တော့အဲ့ခုနကျပြောတဲ့နှစ်ခုကစန့်ကျင်ဘက်ပေါ့နော်စန့်ကျင်ဘက်ခုနနော်ပြန်ပြီးကျွန်တော်တို့ကပဲလေ အမြင်နဲ့တက်ခက်အမြင်နဲ့တိမ့်ပိုက်ကိုသူကကြိုးစားနေတာဒိဋ္ဌိရဲ့ဘောပေါ့နော်အဲအဲ့ဒါကိုနားလည်နိုင်မယ်ဆိုမှဒီကကျွန်တော်တို့ကဒီဒိဋ္ဌိကိုမြင်အောင်ကြည့်ပြီးကျွန်တော်တို့ကအဲရုံးထွက်တဲ့နေနဲ့ဗုဒ္ဓဘာသာမှာလည်းဒါတိတ်နော်ခုနကသူ့နေနဲ့သူပဲကျွန်တော်ဘာသာတွေမှာလည်းကျွန်တော်တို့ကရှိတာပေါ့နော်ခုနကဒါကိုဘယ်လိုရုံးထွက်မလဲပေါ့နော်အဲထွက်ပြန်တော့လည်းသူကပြန်ဝင်မသွားအောင်ကျွန်တော်တို့ဘယ်လိုကြိုးစားမလဲပေါ့နော်ကြိုးစားမလဲသူကအမြဲတမ်းသူကထွက်ပြီးတဲ့သူကဒါဖြစ်တယ်ပြန်ဝင်သွားနေတာပဲပေါ့နော်ဒါကိုကျွန်တော်တို့ကခုနက ဟိုနော်စိတ်ကအပြင်ထွက်နေတယ်လူကအတွင်းမှာမကင်းနိုင်ဘူးအလုပ်တွေဝင်လို့ရတယ်လူနဲ့စိတ်ကပါပါပြန်လို့တော့အပြန်ပေါ့နော်တိုးတော့လည်းဘယ်လိုလဲပြောလေကျွန်တော်ကဒိဋ္ဌိကိုဟိုပရမတ္တကိုနားလည်လာပြီးသိရှိလာပြီးဆိုမှကျွန်တော်တို့ကဒီတေလုံတဲ့အခါမှာကျွန်တော်တို့ကပဲလေဘုရားသခင်ကြီးကိုကျွန်တော်တို့ကပြန်လဲဆိုင်ရောက်နိုင်မှာပေါ့နော်အဲကျွန်တော်တို့ကအဲစူးစမ်းနိုင်မှာပေါ့နော်ဟိုတိလာပြီးတိတယ်နဲ့စူးစမ်းလာပြီးအချိန်မြင့်များကျွန်တော်တို့စူးစမ်းလာပြီးဒီလိုစူးစမ်းမှတန်းနေကျွန်တော်တို့ကပဲလေ ပရမတာကိုနော်သူဘုရားသခင်စီကိုကျွန်တော်တို့ပါခဲ့တယ်ပြန်လဲဆက်ရအောင်လဲမှာပေါ့နော်ပြန်ပြန်လဲရောက်ရှိနိုင်မဟုတ်လို့ရှင်တော့ကျွန်တော်တို့ပါခဲ့တယ်ဒီကျွန်တော်တို့ကနော်ဒီရုံဏခန္ဓာနဲ့သူစัจ java လားကျုပ်လောကကြီးထဲမှာကျွန်တော်တို့ကနော်အဆုံးတက်တာချုပ်ငင်းသွားမှာပေါ့နော်ချုပ်ငင်းဆုံးတက်သွားမှာပေါ့ငါဆိုတာလည်းတကယ်တော့မရှိပါဘူးနော်ချုပ်ငင်းသွားမှာပဲနော်ချုပ်ငင်းဆုံးတက်သွားမှာတို့တို့ဟိုဟိုဘယ်လိုပြောလဲဆိုတော့ကျွန်တော်တို့ကဒိဋ္ဌိဆိုတာလည်းပါခဲ့တယ်ဒီလိုပဲနော် ့အဲသူကတော့ဘယ်လိုပဲကျွန်တော်တို့နော်ဟိုမတည့်ပြောပြောနော်အဲဟိုကျွန်တော်တို့ကလေအဲနော်ဒီတဲမှာအဲ့တော့လူတွေပြန်ကြည့်တဲ့အခါကျတော့လူတွေကခုနကအဲ့စိတ်လေးနဲ့တွားနေတာပေါ့နော်သူပဲပြောကြပါနော်ဟိုတဲဆိုကျွန်တော်စဉ်းစားထားမှာအတတ်မရှိတော့ဆက်ရတချင်းစုံမယ်ပါညာတော့မင်းအောင်လာနေနော်ဟဲ့ဆိုလို့ရှင်နော်တော့တည်ရင်တော့မှသူနော်ကျွန်တော်တို့ကပဲလေကစ်တာလေးကက်ဆက်တွေယူသွားပြီးတော့တက်မလို့မှသူဆက်စုံမှာဒါလူတွေအများကြီးစိတ်ထမ်းမှာရှိတာနော် မနောက်ပါလေကျွန်တော် Titanic ဆောင်းလေးပါ My Heart Will Go On နော်ပါအဲ့လိုဟာမျိုးလေးပေါ့နော်အဲ့တော့တည်သွားရင်တော့သူကနော်ဆက်သွားမယ်ဒါလူတွေဒါလေးနဲ့နော်ကျင်းတတ်တယ်နော်တင်းတိမ်တယ်ဟိုဘယ်လိုပြောတည်ခြင်းတရားကိုဒါလေးနဲ့ကျွန်တော်ကြော်ဖြတ်ဒီရှင်းတဲ့နေရာမှာအဲကျွန်တော်တို့ကနော်မကြောက်မရွံ့မနေကျွန်တော်နေကြတာပေါ့နော်အကောင်းတာတွေလည်းရှိပါတယ်နော်ခုနကဒါလေးနဲ့ရှိဒါလေးနဲ့ကျင်းတတ်ပြီးတော့ နော်တေငါဆက်ပြီးတမလုံးမလုံးမလုံးမဆက်ပြီးရှင်တယ်ပြီးဒါလုံးဆရာရှိတာတွေလုံးမှာပဲဆိုပြီးတော့ကောင်းတာတွေရှိတယ်မကောင်းတာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ကဒီဒီလိုရှင်းတဲ့လုံးမှာပဲဆိုပြီးခုနကနော်အဲဒီလိုအတွေးကြောင့်နော်ဒီခုနကျွန်တော်ပြောခဲ့ကြပါပြီလေလက်ရှိဘဝမှာနော်အဲနောက်ရှိသေးတယ်ပေါ့လေနောက်ရှိသေးတယ်ဆိုတဲ့အတိနဲ့လက်ရှိဘဝမှာနော်ငါသားသမီးတို့တံပေါ်တော့နေပြန်ပြန်ကြည့်ပဲပြန်ကြည့်ပြီးကာတာရနေခုနကခြေနဲ့လာမနော်ငါ ရှာခွေးငါလူသားတယောက်ကနော်ဟိုတည်းဟိုပေါ့နော်ငါငါမျိုးဆက်တွေထိမ့်တင်ခဲ့တာတွေကိုစောင့်ရှောက်ခဲ့လောကကြီးအတွက်နော်ပူကြောင်းဆန်းလို့ဖြစ်ဖြစ်နော်ကောင်းတာတွေလုပ်ခဲ့ကြတယ်ဒါတက်မလို့နေငါပြန်နော်ချိန်ပြီးပီတိဖြစ်နေမယ်တို့တွေးကြတာပေါ့နော်တွေးကြရတကောင်းတာတွေပေါ့ဒီမကောင်းတာတွေချက်ပါလဲဆိုတော့ငါဘာပဲလုပ်လို့ကွာမဟုတ်ပီတမလို့ရောက်တော့ရှင်ငါပါကလေးနော်ဒီရုံးကန္တာကြီးထားခဲ့ပြီးတော့ဒီလိုနေနော်နေနိုင်မယ်မကောင်းတာတွေလုပ်ပြီးတော့လဲလူတွေးနိုင်ရအောင်အောင်ကျွန်တော်တို့ပါလဲကျွန်တော်စစ်တွေပါတိုက်တာတော့အဲဒါဟုတ် ကျွန်တော်အဲဗာလေကျွန်တော်တို့ဟိုတည်းမှာဗာလေဟိန္ဒူမှာဆိုလို့ကျွန်တော်ဟိုဟိုဗာလေစစ်တူပေါင်းလာရှိတယ်ကျွန်တော်မွတ်စလင်မှာလည်းရှိတာတော့သိပါနော်အဲကျွန်တော်တို့ကဘုရားသခင်အတွက်ကျွန်တော်တို့စစ်တိုက်စစ်တိုက်ကြတာပေါ့နော်စစ်တိုက်တဲ့ညမတည်သွားရင်ဒါဘကဝဂီတာတို့ကတော့မှနော်ဒါစစ်တိုက်ရင်တည်သွားရင်တော့ကျွန်တော်တို့ကဘုရားသခင်စီကိုနော်ဆံမမဲ့ပါညဒါကတော့ကျွန်တော်တို့နော်အဲပြောဖို့နေနေဟိုဘယ်လိုပြောမလဲမပြောလို့ပေါ့နော်ဟိုလူတယောက်ကတော့စိတ်ကတော့သူမသိဘူးသို့တော်ပါပဲလေ လူကောင်းသူကောင်းသူတော်ကောင်းတယောက်ကအောက်မှာเนาะကျွန်တော်တို့ကခင်လေသူ့ရဲ့အမေကိုနားခံပြီးကျွန်တော်တို့ကလိုက်ပါလှုပ်ဆောင်တယ်ဆိုတော့เนาะအဲ့လူကောင်းလေကောင်းတာလုပ်တာဖြစ်တယ်လူဖျားတခင်အတွက်เนาะကြီးရပြီးသူကစစ်တိုင်းတော်ဖျားတခင်အတွက်เนาะဓမ္မအာဓမ္မစစ်ပေါ်တိုက်တာဆိုလို့ရှိရင်တော့တော့တကယ်ဟိုဖျားတခင်ရဲ့เนาะဟိုကျွန်တော်တို့ပါခင်လေအဲယူရပြီးเนาะဟိုအစ်စ်မှန်နဲ့ဖျားတခင်ကယူရပြီးလုပ်တာဆိုရင်တော့ကျွန်တော်တို့ကပါခင်လေအဲသူ့အောက်ကလည်းအစ်စ်နဲ့ပေါ့ဟိုခိုင်းပြီးလုပ်လုပ်ရတဲ့လူတွေကလည်း အဲ့သူဘာမှမသိပြီမဲ့နော်မြင့်မြင့်လားနော်ဘုံတစ်ခုတော့သူပဲလေသူခံစားရရှိနိုင်တာပေါ့နော်အဲ့တို့တော့ဘယ်လိုပဲပြောဘယ်လိုပဲခံစားရရှိရရှိကျွန်တော်ပြောပါခဲ့လေကိုကိုတိုင်းပရမတ်တာကိုနော်တိတာတော့မဖြစ်နိုင်ဘူးပေါ့နော်ကိုကိုတိုင်းချင့်ကြံတာတော့မဖြစ်နိုင်ဘူးပေါ့နော်မဖြစ်နိုင်မသိကြဘူးနော်မသိကြဘူးပေါ့နော်ဒီမှာတော့ကျွန်တော်ပြောပါခဲ့လေကိုကိုတိုင်းအဲကျင့်ကြံနေမှချင်းနေတာပါဖြစ်တယ်အဲတည်အောင်လုပ်ခြင်းဖြစ်နေတာပါဖြစ်တယ်လုံးမြောက်မှုကိုကျွန်တော်တို့ပါဖြစ်လေရရှိနိုင်မယ်เนาะအဲတော့အဲဒါကတော့ကျွန်တော်တို့ 喏，准备到哪里？把这笔，喏，就那个地方嘞。哎，那年新新人民币啊，喏，还有名个啦。